Okay အားလုံးမင်္ဂလာပါဇိုင်းနဲ့တမင် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့အဲကျွန်တော်ဂျိုင်းမှာနေမကောင်းဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပြောတော့ဒီပွဲပြီးသုံးသက်ချက်တော့မလောက်နိုင်ဘူးလိုင်ယုံနဲ့ပွဲကိုဆိုတော့ဘလို့မှလူကမထောင်နိုင်တော့ဘလို့ဘလို့မကြည့်ရဲကြည့်ပြီးတော့ ိတ်ပြောသွားတယ်။အဲ့ဒီနောက်ပိုင်းနှစ်ရက်ဆက်တက်လောက်စီးတွေပါထိုးယူရတဲ့အနေအထားမျိုးဖြစ်တယ်။ရာသီဥတုကနည်းနည်းလေးကျွန်တော်တို့ဖောက်ပြန်နေတဲ့အထင်မှာပါတယ်ပေါ့နော်။အခုလက်ရှိကျွန်တော်တို့အဲဒီမှာဆိုလို့ရှိရင်လည်းမိုးရီပိုင်းကျွန်တော်တို့လေရီပိုင်းနဲ့အဲ့လိုမျိုးကြီးကျွန်တော်ယွာတယ်ပေါ့နော်။အဲတကယ်ပူဆိုးတဲ့နေရာတွေကလည်းဆိုးနေတယ်ဒီလိုကြောင့်မလို့ရာသီအခုအပြောင်းလေးကျွန်တော်ဖြစ်နေတောက်လျှောက်ကြီးကျွန်တော်ပူလာပြီးမှမိုးထယွာတယ်ဆိုတော့အဲနာစီးရာတွေဒီလိုမျိုးကြီးကျွန်တော်တို့ဖြစ်နေရပေါ့နော်။ဟိုဖလူပေါ့လေအပြားဝင်တာမျိုးကြီးကျွန်တော်ရှိတယ်။ဆိုတော့ရင်းဆိုင်ကြပါ တော့ကျွန်တော်တို့ဖြစ်ပြီးသားပြီပေါ့နော်တ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 ော်ဟိုခံစားလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့မှကျွန်တော်ပြန်ပြီးတော့ထောင်းနိုင်နေဆိုတော့အဲကျွန်တော်တို့ Sunday ပေါ့လေမနက်ဖြန်ကျွန်တော်တို့ဒီဒါကျွန်တော်စနေနေ့မှာကျွန်တော်ဗီဒီယိုကြိုးလုပ်ထားတာဖြစ်ပါတယ်ဆိုတော့ Sunday မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ Newcastle အိမ်ဝဲမှာမန်ချက်စတာယူနိုက်တက်ကသွားပြီးတော့ကျွန်တော်ရင်ဆိုင်ရဖို့ရှိတယ်ဆိုတော့ဒါကကျွန်တော်ပရီးမီးယားလိပွဲပြောင်းဖြစ်ပါတယ်ဆိုတော့လာမယ့်ကျွန်တော်ဒီအဲလာမယ့်ပတ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်လိုင်ယွန်နဲ့ဒုတိယအကြောအိမ်ဝဲမှာကျွန်တော်တို့ဒီတူးတူးတည်ကြတဲ့အနေထားအနေဒုတိယအကြောကျွန်တော်တို့ပြန်ပြီးတော့ကန်ရဖို့ကျွန်တော်ရှိတယ်ဆိုတော့အဲ့ပွဲနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီပွဲကဘာမှကျွန်တော်တိတ်ပြီးတော့အရေးမပါတော့ဘူးကျွန်တော် ပြောလို့ရတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ပရီးမီးယားလိမှာဆိုလို့ရှိရင်တော့အခုလက်ရှိကျွန်တော်တို့73မှာကျွန်တော်တို့ရှိနေတယ်ရမှတ်ကျွန်တော်တို့ဒီ30နဲ့ကျွန်တော်တို့ရှစ်မှတ်ကျွန်တော်တို့ရထားတယ်ဆိုတော့အဲ ကိုအောင်မှာတော့ကျွန်တော်တို့စပါးတို့ဘာလို့ပဲကျွန်တော်ရှိတော့တယ်ဗောနော်စပါးကျွန်တော် Everton Watson Wolf ဒီလိုနေထားမျိုးပဲကျွန်တော်ရှိတော့တယ်အမှတ်တရကျွန်တော်အရင်ကြီးမကွာတော့ဘူးဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်နေရဗောနော်ဆိုတော့တန်းစင်းဖို့အတွက်ကျွန်တော်တို့ဒီဗောနော်ဟိုတိတ်ပြီးစိတ်ပူစရာတော့မလိုပါဘူးသင်္ချာနည်းညာဆိုလို့ကျွန်တော်ဖြစ်နိုင်ကြီးတော်တော်လေးနှဲသွားပြီဗောနော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဗောနော် Premier League မှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဒီဟိုကြုံမှုသမျှရာသီထဲမှာအဆိုးအဝါဆုံးအခြေအနေပဲဗောနော်ဒီထက်ပိုပြီးတော့ကျွန်တော်တို့စိုးနိုင်ကြမရှိတော့ဘူးဆိုတော့ဘာမှကျွန်တော်တို့တိတ်ပြဿနာမရှိတော့ဘူးဒီထက်ကျွန်တော်တို့ဒီရှုံးလဲနိုင်လဲတိတ်ပြဿနာမရှိတော့တဲ့ မှာပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပရီးမီးယားလိရတော့ကျွန်တော်ဂုံသိခအရာပဲကျွန်တော်ကန်ပြီးတော့တကယ်ကျွန်တော်90နိုင်ထိုင်အောင်နိုင်အောင်ကျွန်တော်စွမ်းဆောင်ရမယ့်ပွဲကယူရိုပါလိဒီပဲဆိုတော့ယူရိုပါလိကျွန်တော်တို့ဒီဓမ္မကျော်ကျွန်တော်တည်ကြထားတယ်အခုလက်ရှိဒုတိယကျော်ကိုယ်ဝင်ကွင်းမှာကန်ရမယ်ဆိုတော့ဒီပွဲကကျွန်တော်တို့ဒီဘာလို့ဟိုအဲကစားသမားတွေရောနီးပြတွေရော เนาะအကုန်လုံးကျွန်တော်ပရိသတ်တွေရောအဲ့ဒီ lion နဲ့ပွဲကိုပို့ပြီးတော့အားဆိုင်စေခြင်းကြားတယ်ဗောနော်အားဆိုင်စေခြင်းကြားတယ်ပရိသတ်တွေဘက်ကတော့အားဆိုင်စေခြင်းတယ်ဗောနော်ဒါပေမဲ့လည်းပဲအဲကျွန်တော်တို့ဒီကစားသမားရဲ့အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ငါတို့ကတော့ဒီပွဲတော့အဲဒီပွဲကိုပဲအားဆိုင်မယ်ဒီပွဲကိုတော့ကျွန်တော်အားလျှော့မယ်ဒီလိုပုံစံမျိုးကျွန်တော်လုပ်လို့မရဘူးဗောနော်ဆိုတော့အဲဒီရှေ့မှာလည်းဒီလိုအခြေအနေမျိုးကြီးကျွန်တော်ကြုံခဲ့ပူပီးသားပါကျွန်တော်ဆိုစီတန်နဲ့ကန်တယ်တည်ကြတယ်ရားမှာကျွန်တော်အာဆင်နယ်နဲ့ ပရောဂျက်ကန်ရတယ်အတီရောက်အောင်ကျွန်တော်တို့ကစားခဲ့တယ်ကစားခဲ့ပြီးတော့ကျွန်တော်ဆိုစီတက်ကိုထက်ကန်တယ်ကန်တော့ကျွန်တော်တို့ဒီနိုင်နေပါတော့အဲဒီလိုပုံစံမျိုးပေါ့လေ rhythm ဆိုတာဒီလိုပုံစံတိဆောက်ရတာဆိုတော့အဒီနေ့ပွဲမှာလည်းကျွန်တော်တို့ဒီပါတော့အဲမနိုင်တော့ကျွန်တော်မရှုံးအောင်ကန်ပြီးတော့လိုအပ်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့ Asian Handicap ကဏ္ဍကြီးလည်းကျွန်တော်ဆွေးနွေးသွားမယ် Who's cool ရဲ့ခံမှန်းချက်တွေလည်းကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်ဒါပြင်ကျွန်တော်ကျွန်တော်ရဲ့ဒီပွဲကြိုအမြင်တွေလည်းကျွန်တော်ဆွေးနွေးသွားမှာပါနော်ဆိုတော့ line နဲ့ prediction တွေလည်းပါပါမယ်ဆိုတော့ စလိုက်ရအောင်ကျွန်တော်တို့ဒီပေါ့နော်ညူကာဆယ်အနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ညူကာဆယ်အခုလက်ရှိအဆင့်ကျွန်တော်6မှာရှိတယ်ရမှာကျွန်တော်53မှတ်သူ့ပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Chelsea ရှိတယ်ပေါ့နော် Chelsea လည်းကျွန်တော်တို့53မှတ်ပဲဆိုတော့ Man City ကတော့ကျွန်တော်တို့ Palace ကိုနိုင်ပြီးတော့55မှတ်နဲ့အဆင့်၄ကိုကျွန်တော်ရောက်သွားပြီဒီရာသီမှာကျွန်တော် Premier League ဒီပေါ်တော့ Premier League အသင်းတွေကဥရောပပွဲစဉ်တွေမှာကျွန်တော်တို့ဒီပေါ်အခြေအနေကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲဒီ ချန်ပီယံလိမှာဆိုလဲကျွန်တော်တို့နှစ်သင်းအထိကျွန်တော်တို့ကြံတယ်အာဆင်နယ်ကြံတယ်အက်စတိုဗီလာကြံတယ်ပြီးတော့ကျွန်တော်တို့ဒီယူရိုပါလိမှာဆိုလို့ရှိရင်လည်းအဲဒီစပားကြံတယ်မန်ချက်စတာယူနိုက်တက်ကြံတယ်ပြီးတော့ကျွန်တော်ကွန်ဖရင့်လိမှာဆိုလို့ရှိရင်လည်းချယ်ဆီရှိနေတယ်ဆိုတော့ဒီလိုပုံစံမျိုးအဲပရီးမီးယားလိဒီကျွန်တော်တို့ဒီပရီးမီးယားလိအသင်းတွေရဲ့အောင်မြင်မှုတွေကြောင့်ဒီချန်ပီယံလိစပော့ကကျွန်တော်တို့၄နေရာနေပြီးတော့၅နေရာကျွန်တော်တို့ဖြစ်သွားတယ်ဖြစ်သွားတဲ့အနေထားမှာဆိုလို့ရှိရင်အဲ့ဒီကျွန်တော်တို့ဒီပေါ့နော်အဒီအဆင့်ဒီ3 4 5ပေါ့နော်3ကိုတော့ကျွန်တော်ထားလိုက်ပါ Notian Forest က4နဲ့5ကိုကျွန်တော်လွတ်မဲ့ ်နေထားရမှာကျွန်တော်အများကြီးရှိတယ်။ Newcastle ရှိတယ်ပြီးတော့ရှင် Aston Villa ရှိတယ်ပေါ့နော်။ဒီနှစ်သင်းနဲ့ကျွန်တော်ရှိတယ်။ဆိုတော့လူရမယ်နေထားကျွန်တော်၄သင်းလောက်တူကျွန်တော်ရှိတယ်။နော် Man City Chelsea Newcastle Aston Villa ဆိုတဲ့အခြေအနေမျိုးကျွန်တော် ဖြစ်တယ်။ဆိုတော့ဒီတော့ကြောင့်မလို့သူတို့ကဒီသူတို့အိမ်ဝင်လဲကျွန်တော် ဖြစ်တာဖြစ်တယ်လို့ အဲဒီ Champion League Sport ကိုကျွန်တော်ရအောင်ယူဖို့အတွက်နောက်ရက်ဒီမှာ Champion League ဝင်ခွင့်ရဖို့အတွက်တို့အသေးအတန်ကျွန်တော်တို့ဒီစူးစမ်းလာမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဒါကိုကျွန်တော်တို့ကဒီပေါ့နော်ပေးဆက်မှုတွေမကြီးအောင်ကျွန်တော်ကစားဖို့လိုတယ်ဒါကျွန်တော်ပရိသတ်တယောက်အနေနဲ့အမြင်ပေါ့နော် Brother Lady တိုင်းပဲဖြစ်နေမယ်လို့ထင်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာဒီကောင်တွေကကျွန်တော်တို့ဒီအိမ်ဝင်းလေးဖြစ်တယ်နောက်စိတ်ကြီးဘက်မှာဆိုလို့ရှိရင်လုံးဝဒီ physical ကိုအမှန်ကန်အားပြုပြီးတော့အသေးလေးကစားတာ ဲ့လိုမျိုးကြီးဖြစ်တဲ့နေသားမှာကိုရီးယားကျွန်တော်တို့ဒီဘောနော်ဒန်ယာတွေဟိုမကြခဏရတတ်တဲ့ squad မျိုးဗျာဆိုတော့ရကြောင်မလို့ဒန်ယာတွေကြီးမမကြီးရသွားတာမျိုးလို့ဒါမျိုးတွေကျွန်တော်တို့ပေးဆက်မှုတွေကြီးမသွားဘူးလိုအပ်တယ်ဆိုတော့အရှောင်ကစားဖို့ဗျာရှောင်ကစားဖို့တော့လိုအပ်တယ်အဓိကကျွန်တော်တို့ဒီဘောနော်ဟိုအဲဒီပွဲရဲ့ကျွန်တော်တို့ဒီတန်ဖိုးအတင်ချတွေကိုအသင်းဘက်ကကျွန်တော်ကောင်းကောင်းလေး manage လုပ်နိုင်မှာရမယ်ဆိုတော့ ဒါတွေကိုတော့ကျွန်တော်တို့ဒီဘယ်နော် Amory Blue setup လုပ်လာမယ်ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အခြေအနေမျိုးပါဘလို့ပဲဖြစ်ရင် Newcastle ကတော့တို့ဒီဘွယ်လုံးဝနိုင်မရမယ်အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့အဲဒီ Chelsea ကလည်းကျွန်တော်တို့ပါလဲသူက issue နဲ့လာမသိဘူးတွေ့နေရဆိုတော့ဟုတ်တယ် issue နဲ့တွေ့နေရဆိုတော့နိုင်ဖို့ကများတယ်ဆိုတော့ Newcastle ကလည်းဒီဘွယ်သူနိုင်မရမယ်အခြေအနေမျိုးတော့ကျွန်တော်တို့ဖြစ်တော့ဖြစ်နေရပါတော့ဆိုတော့ Aston Villa ဆိုလည်းစောင့်တန်တန်နဲ့တွေ့တာဗျာဆိုတော့အဲ့လိုအခြေအနေမျိုးဆိုတော့ ယူကာဆင်အတွက်ကတော့ဝမ်ကျွန်တော်နိုင်ရမယ့်အခြေအနေမျိုးဖြစ်သွားမှာတကယ်လို့ကျွန်တော်အက်စတန်ဗီလာနဲ့နိုင်နေချယ်ချယ်လ်ဆီနဲ့နိုင်နေမန်စီးတီးကလည်းနိုင်သွားပြီဒီလိုအခြေအနေမျိုးဆိုလို့ရှိရင်ယူကာဆယ်ဘက်ကလုံးဝကျွန်တော်ရေကုန်ရေကန်ကစားလာတော့မှာဆိုတော့အဲ့ဒါကိုကျွန်တော်တို့အသင်းအနေနဲ့ဒီ injury တွေတခြားရှောင်ပြီးတော့ပွဲကိုထိန်းချောင်းပြီးတော့ကစားနိုင်မှုလိုတယ်အဲ့ဒါရှုံးတာသာထားပြသေးလားကျွန်တော်ကတော့အဲ့လိုပဲမျှော်လင့်နေပါတော့ ဆိုတော့ဒါ Newcastle ရဲ့ကျွန်တော်လက်ရှိအခြေအနေပေါ့လေသူတို့ကဆိုလို့ရှိရင်ကျွန်တော်အိမ်ဝင်း14ဘက်ကြီးရာသီမှာကစားပြီးသွားပြီ10ပွဲနိုင်တဲ့2ပွဲတည်ရင်ကျွန်တော်4ပွဲရှုံးထားတယ်။ရာကို26ကိုပေကို18ကိုနဲ့ goal difference ကျွန်တော် plus 8ကျွန်တော်ရှိတယ်။ရမှကျွန်တော်26မှတ်ဒီအိမ်ဝင်းမှာစုဆောင်းထားနိုင်တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်။ဆိုတော့ဒီရာသီမှာကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီနဲ့မတူပဲ Newcastle ကအိမ်ဝင်းရောအဝေးဝင်းရောအဲဒီခြေစွမ်းကမျှရည်လို့ကျွန်တော်တို့ပြောလို့ရတယ်။အဝေးဝင်းမှာလည်းနိုင်ပွဲတွေရှိသလိုအိမ်ဝင်းမှာလည်းကျွန်တော်နိုင်ပွဲတွေများတယ်။ဆိုတော့အိမ်ဝင်းဆိုလို့ရှိရင်တော့ရှုံးပွဲ ပို့ပြီးတော့နေတယ်ပေါ့နော်ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီသူတို့ရဲ့အိမ်ခွင့် record အရာဆိုလို့ရှိရင်လည်းအချိန်တွေတော်တော်ကောင်းတဲ့အထိမှာပါတယ်ဆိုတော့ယူကဆယ်ကျွန်တော်နိုင်ဖို့ကတော်တော်လေးခိုင်းရင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောသလိုပဲလို့ရှိပြီးရှောင်ပြီးတော့ကစားနိုင်ဖို့တော့လိုအပ်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဒီနေ့ပွဲကျွန်တော်ဘယ်သူတွေပွဲထွက်လာတော့လဲပေါ့နော်ဆိုတော့ကျွန်တော်တို့อืมကိုယ်သမားနေရာတော့ကျွန်တော်ဦးနာနာပဲပေါ့နော်ဦးနာနာပဲကျွန်တော်မမြင်ချင်လဲမြင်အောင်ပါပဲလိုင်ယွန်နဲ့ပွဲပဲတော်တော်ဆိုးပါတယ်ဒီလားဦးနာနာကြီးကလေး ော့နောက်ရသည်ကျွန်တော်မယောင်းလို့မရအောင်ဒီလားအဲ့ကောင်ကြီးကထိတ်ဆုံးကနေကိုသိရမလားအယောင်စင်းရဲ့အိုနာနာရောင်းရန်ရှိသည်ဆိုပြီးတော့ကျွန်တော် Ultra Four အဲဒီပေါ့နော်ရှေ့မှာကိုကျွန်တော်ချိန်ထားမှာကိုရမှာနော်အိုနာနာ4 C ဆိုပြီးတော့အဲ့လိုမျိုးချိန်ထားမှာကိုရတော့မှာအခြေအနေကတော်တော်ဆိုးနေပြီဆိုတော့အာဒီတူပဲကျွန်တော်မြင်အောင်ပါပဲထားရတော့ကျွန်တော်ဒီ back 3ပေါ့နော်ဘက်3မှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ယူထားတာက Euro ကိုကျွန်တော်အနာပေးခြင်းနဲ့ ယူရိုပြီးခဲ့တဲ့ဒီပေါ့အာဒီ Lion နဲ့ပွဲမှာသူပွဲချင်းပြီးကစားရတယ်တကယ်လည်း performance ကောင်းတယ်သူနှစ်ပွဲဆက်တဲ့လောက်ကျွန်တော်ရှိလာပြီဆိုတော့ဒီ rhythm ကိုပြတ်မှာဆိုလို့ အဲဟိုထည့်ကျင်လဲထည့်မှာပေါ့လေဒါပေမဲ့ကျွန်တော်လူငယ်ကစားသမားတယောက်ဖြစ်တာဖြစ်တဲ့ကြောင့်လို့မိနစ်60မိနစ်60မိနစ်60ဆိုတာမျိုးကမဖြစ်သင့်ဘူးပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်တို့ Amrin နဲ့ကောင်းကောင်းလေး manage လုပ်လာလိမ့်မယ်လို့ကျွန်တော်ယူဆလို့အဲဒီ lineup ကိုကျွန်တော်ထုတ်ထားတာ Mazdawi Maguire နဲ့ Lenny Love ပေါ့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Maguire ကလည်းဒီ injury နဲ့ပတ်သက်ပြီးနည်းနည်းလေးကျွန်တော်တို့ဒီစိတ်ပူရတဲ့အထက်မှာပါတယ်ကျွန်တော်ကတော့ဘယ်လိုဖြစ်စေချင်လဲဆိုလို့ရှိရင်ဒီပွဲကစားချိန်နည်းနည်းလေးကျွန်တော်ကြာလာပြီဆိုလို့ရှိရင်တော့ Maguire နဲ့ဒီ Lenny Love ကိုကျွန်တော်တို့အဲဒီပေါ့နော် ချင်းတောင်းလုပ်ပြီးတော့ပေါ့ဥမာထားပါတော့မကွိုင်းရကိုအနာပေးပြီးတော့ယူရိုကိုကျွန်တော်ဒီနောက်ကြမင်းနဲ့80ကျော်အလောက်မှကျွန်တော်ထည့်တာမျိုးပေါ့နော်ဒီလိုပုံစံမျိုးကပို့ပြီးတော့ကျွန်တော်တို့အဲဒီပေါ့နော် rotation အရာပူကောင်းလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဆိုတော့ဒီဒီဒီကျွန်တော် backline နဲ့ဆိုလို့ရှိရင်လည်းအဲဒီပေါ့နော် တကယ်တကယ်တကယ်တမ်းကျွန်တော်အဆင်မပြေပါဘူးပေါ့နော်ဒါပေမဲ့ဒီ backline နဲ့ဆိုလို့ရှိရင်လည်းအရင်ကျွန်တော်အချိန်ဆိုးဆိုးဝိုင်းမဖြစ်တော့ဘူးလို့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ အဲကွင်းလယ်မှာတော့ကျွန်တော်ကက်စီကိုအနားပေးခြင်းတယ်ဗောနော်ကက်စီကကျွန်တော်ဒီတောက်လျှောက်သူသူ့ဆီကကျွန်တော်ခြေစမ်းကောင်းတချို့မြင်ခဲ့ရပြီမြင်လိုင်းနဲ့ပေါ်မှာသူအလောက်ကြီးမဟုတ်ခဲ့ဘူးဗောနော်ဆိုတော့အပွဲပန်းနေရလားဘာလားတော့မသိဘူးဒီပွဲမှာတော့ကျွန်တော်တို့ဒီအူကာတီးနဲ့ကျွန်တော်ဘရူနိုဖာနန်ဒက်စ်ကိုကွင်းလယ်မှာကျွန်တော်ရွေးထားဒီပွဲကွင်းလယ်အရင်အရေးကြီးရယ်ပေါ့နော်ကွင်းလယ်ကျွန်တော်လှုပ်အားနှုံးအရာလည်းအရေးကြီးတာဖြစ်တယ်လို့အဲဒီတန်ပိုအတင်ချမှာလည်းအဲ့တိတ်ကိုအရေးပါတယ်ပေါ့နော်ကျွန်တော်တို့အဲဒီပေါ့နော် ဒီညူကာဆယ်ရဲ့ကျွန်တော်ဒီတဟုံတိုးဝင်လာမဲ့ကျွန်တော်တိုက်စစ်တွေကိုအဲသူတို့ရဲ့တန်ပူကိုကျွန်တော်ရှော့ချနိုင်ဖို့အတွက်ဒီပေါ့နော်ဘရူနိုတို့လိုလူမျိုးတွေကွင်းလယ်မှာရှိကွင်းလယ်မှာရှိနေမှာဖြစ်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဥကာဒီကန်စီဆိုတာတဲ့ဥကာဒီဘရူနိုကဒီလိုမျိုးကျွန်တော်ဒီတန်ပူတင်ချမှာဆိုလို့ရှိရင်တော့အများကြီးပို့ပြီးတော့အထောက်အကူဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲပြီးတော့ကျွန်တော်ဒီဝင်းဘက်ကကျွန်တော်ရေးစရာမရှိဘူးပက်ထရစ်ဒေါ့ဂူဒလော့ဒီနှစ်ယောက်ပဲကျွန်တော်ရှိတယ်ဆိုတော့နေရာနံပါတ်1မှာဆိုလို့ရှိရင်လည်းနည်းနည်းလေးကျွန်တော်အချိန်တောင်း ဖြစ်လိမ့်မယ်လို့ထင်တယ်ဒီနေ့ကျွန်တော်တို့ဒီ main new လဲကျွန်တော်ပါတော့ပါလာနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် main new ကဒဏ်ရာပြန်ကောင်းလာမှာကြာသေးဘူးဆိုတော့ဒီ lion နဲ့ပွဲမှာသူအမင်းနဲ့နိုင်ငံဝင်ကစားနေဆိုတော့ဒီပွဲမှာလဲကျွန်တော်တို့ဒီလူစားဝင်အဖြစ်နဲ့ပဲပါလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်ပွဲထွက်လူစည်းရင်းကတော့မဖြစ်နိုင်တော့သေးဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့အဲဒီမီဆမောင်းနဲ့ကျွန်တော်ကန်နာချိုကိုပွဲထွက်လူစည်းရင်းမှာကျွန်တော်နယ်ဝနံပါတ်မှာရွေးထားတယ်ပေါ့နော်တော့အဲမီဆမောင်းကအဖြစ်ဖြစ်နဲ့ကျွန်တော်ဒီဘသူနှစ်ပွဲဆက်လိုက်တော့ကျွန်တော်လူစားဝင်ပြီးတော့ကစားလာတာမျိုးကျွန်တော်ရှိလာပြီဆိုတော့ အဒီပွဲကျွန်တော်ပွဲထွက်လာလို့တိတ်ပြဿနာမရှိတော့ဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒါအပြင်ကျွန်တော်ဒီတကယ်လို့ပေါ့နော်တကယ်လို့ပေါ့အဲပြဿနာဘာညာဒီလိုမျိုးဖြစ်သွားရေဆိုလို့ရှိရင်လေဒီ first line နဲ့ကစားသမားမဟုတ်ဘူးဆိုတော့တိတ်ပြဿနာမရှိဘူးဆိုတော့သူ့အတွက်လည်းကျွန်တော်ဒီ chance တစ်ခုရတယ်ဆိုတော့ miss amount ပွဲထွက်လာတာကဒါကျွန်တော်အပေါင်းလက္ခဏာအများကြီးဆောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အဲဒီခနာချိုတို့ဘာတို့ကလည်းကျွန်တော်ဒီ tight ဆင်းတဲ့ပတ်သက်ပြီးဒီထက်ပိုကောင်းမှရမယ်ဆိုတော့ကျွန်တော်တို့အများကြီးပြောနေကြမှာမလို့တော့ဘူး ပူကောင်းမှရမယ်အဲဂျိုရှွာဇက်ကြီးကဒီပွဲမှာကျွန်တော်ဒီတိုက်စစ်မှုဖြစ်ပွဲထွက်လာအောင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့တစ်ဖက်ကျွန်တော်ဒီလိုင်ယွန်နဲ့ပွဲမှာရောပြီးတော့ကျွန်တော်ဒီအရှိပွဲတွေမှာဆိုလို့ရှိရင်လည်းသူသူ့ရဲ့ခြေစွမ်းလေးအရာဆိုလို့ရှိရင်မစိုးဘူးပေါ့လေဆိုတော့ဒီတော့ကြောင့်မလို့ဂျိုရှွာဇက်ကြီးကဒီပွဲမှာကျွန်တော်ပွဲထွက်တဲ့နေ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ချင်းနေတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်အချင်းညမျိုးပါဘလိုပဲဖြစ်ဖြစ်ရက်စမတ်ကအမှန်တမ်းပြောလို့ရှိရင်အဲသူစီကကျွန်တော်လှုပ်အားနှုံးကိုကောင်းကောင်းမြင်ရတယ်ဆိုပေမဲ့ အဲဒီထိရောက်မှုပေါ့နော်ထိရောက်မှုပိုင်းဆိုင်ရာမှာစစ်စီကအများကြီးပို့ပြီးတော့တာတယ်ဆိုတော့တိုက်စစ်မှာကျွန်တော်ဒီပေါ့နော်ထောင်တိုက်စစ်မှာကျွန်တော်ကစစ်စီဆိုတာတဲ့ respect ကို sorry ဒီ respect ဆိုတာတဲ့ကျွန်တော်စစ်စီကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဆိုတော့ဂနာချိုလို့ပါလို့ဆိုလို့ရှိရင်လည်းဒီခွင့်ရေးတွေရတယ်ကျွန်တော်တို့ဖြုံးတာမျိုးရှိဒါပေမဲ့ lion နဲ့ပွဲမှာသူစီကကျွန်တော်တို့ဒီမြင်ရတဲ့ကျွန်တော်တို့ဒီ output တချို့ကမစိုးဘူးပေါ့နော်ဒါပေမဲ့လည်းပဲတကယ်တကယ်တမ်းကျွန်တော်တို့ဒီအဆုံးသက်တွေအဲဒီ ပြီးတော့ကျွန်တော်တို့ဒီဆုံးဖြတ်ချက်တွေမှာဆိုလို့ရှိရင်ဒါနာချူတို့အမြင်နဲ့ဆိုဆိုလိုအပ်ချက်ရှိနေတော့မယ်ဆိုတော့မေဆမောက်တို့အတွက်ဒါအခွင့်အရေးတစ်ခုလို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့မေဆမောက်ပွဲထွက်လာပါသည်လို့ပဲကျွန်တော်ကတော့ဟိုဆူတောင်းတယ်ပေါ့နော်ဆိုတော့မေဆမောက်ပွဲထွက်လာလို့ရှိရင်ဒါကျွန်တော် rotation အရာလည်းအများကြီးကောင်းလာဖြစ်တော့သူ့အတွက်လည်းကျွန်တော်တို့အခွင့်အရေးပေးရကြတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ပြောထွက်လူချင်းပါဆိုတော့ brother တို့ရဲ့ပွဲထွက်လူချင်းကိုလည်း comment ထဲမှာဝင်ရောက်ဆွေးနွေးပြီးသားလို့ရပါတယ်ဘယ်သူကျွန်တော်ပါလာလောက်တယ်ပေါ့နော်ဆိုတော့ဘယ်သူပါလာလို့ရှိရင်ဘယ်လောက်ထိကျွန်တော်အတင်းကိုဘယ်လို impact ဖြစ်သွားမယ်ဒါမျိုးပေါ့နော် ဆွေးနွေးပေးသားလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ Asian Handicap ကိုကျွန်တော်ပြောရအောင်အခုလက်ရှိကျွန်တော် Asian Phuket ရဲ့ဖော်ပြချက်မှာဆိုလို့ရှိရင်တော့အဲဒီ Newcastle ဘက်ကနေပြီး Manchester United ကိုတလုံးကိုကျွန်တော်တို့90ပေါင်ကျွန်တော်ပေးထားတယ်9ပေါင်ဈေးကကျွန်တော်တို့3လုံးတည်ကျွန်တော်ပေးထားတာဖြစ်ပါတယ်ဆိုတော့အဲဒါကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်အနုကစေရဲ့ဈေးကကျွန်တော်တို့တော်တော်လေးပြင်းပါတယ်ပေါ့နော်တော်တော်လေးပြင်းပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ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 စနေနေ့ပေါ့လေစနေနေ့မှာဆိုလို့ရှိရင်အာဆင်နယ်ကကျွန်တော်ဘရန့်ဖူကိုအဲဒီဒီကျွန်တော် တလုံးကိုကျွန်တော်တို့30ပေါင်းကျွန်တော်ပေးတယ်ဆိုတော့ပထမကြော့ဈေးကိုပဲကျွန်တော်တို့ပြန်ရှင်ရှင်မလားဒါမှမဟုတ်ကျွန်တော်ဒီအာဆင်နယ်ပေးတဲ့ဈေးကိုပဲကျွန်တော်ရှင်မလားပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ အဲဒီ Newcastle ရဲ့ဈေးကပြင်းတယ်ပထမကြောဆိုလို့ရှိရင်ကျွန်တော်တို့ဒီ10ဈေးပဲပေးခဲ့တာဆိုတော့တကယ်တကယ်တမ်းကျွန်တော်အင်္ဂလိပ်မှာကျွန်တော် Liberty ရရှုံးဆိုရင်ရပြီဒါပေမဲ့တစ်လုံး90ပေါင်းလीကျွန်တော်တို့အခုအဲဒီ body ဈေးကကျွန်တော်ပြင်းနေတယ်ဆိုတော့ဒီလိုအခြေအနေမျိုးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Newcastle ဒီဘက်မှာ9ဂျီတော်တော်မြင့်နေ Manchester United အနေနဲ့မလွယ်ဘူးပေါ့နော်ဆိုတော့ goal bound ဈေးကတော့ကြာပုံမှန်ပဲပေါ့နော်တိတ်ပြီးတော့ကျွန်တော်ထူးထူးခြားခြားမရှိဘူးဒါပေမဲ့ဒီ body ဈေးအရဆိုလို့ရှိရင်တော့ Manchester United အနေနဲ့လုံးဝလွယ်မဲ့နေထားမှာမရှိဘူးပေါ့နော်ရွေးဟဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်တော့ Newcastle လीပပလေးကျွန်တော်ချိန်ပါတယ်ဆိုတော့ ကာဆယ်ပဲနိုင်သွားအောင်မယ်လို့ကျွန်တော်ထင်တယ်။မဟုတ်လို့ဆိုတော့အဲဒီကြီးအနေထားပြီးလို့ရှိရင်ဒီ Manchester United ရဲ့ဒီ Europa League အာယုံအနေထားပေါ့နော်။သူရှုံးခဲ့တာတော့မှ sorry တည်ကြခဲ့တာတော့မှကျွန်တော်တို့ကကိုညံ့လို့တည်ကြခဲ့တာမဟုတ်ဘဲနဲ့အဲ့ဒီစောက်ကိုယ်သမားညံ့လို့တည်ကြခဲ့တဲ့ပုံစံမျိုးဆိုရင်အနေထားမှာနောက်တစ်ကြော့ကြရင်လွယ်ပါမလားဆိုရယ်စိတ်ကအကုန်လုံးစီမှာကျွန်တော်ဝင်လာနိုင်တယ်ဆိုတော့ဒီ Europa League ကိုအာယုံရောက်နေလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့ United အနေနဲ့မလွယ်ပါဘူးဆိုတော့အဲဒီ ော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်နျူကာဆယ်ကြိုက်တယ်ဟွန်းဘောင်းတော့ကြမကြိုက်ဘူးเนาะဆိုတော့ဟူးစကူကဘလူးခံမနိုင်ဆိုလို့ချင်းဒီပွဲကို2စီးနဲ့ကာဆယ်နိုင်မယ်ဆိုပြီးခံမနိုင်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဒီနျူကာဆယ်နဲ့မန်ချက်စတာယူနိုက်တက်တို့ကစားမယ်ပွဲစဉ်တော့ပွဲချိုးသွင်းတဲ့ချက်ဖြစ်ပါတယ်ဆိုတော့ဘလူးထင်ကြလဲဘလူးလိုဆက်တွေထွက်ပေါ်လာမယ်ထင်ကြလဲကွန်မန့်တွေမှာဆွေးနွေးပြသလို့ရပါတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကတော့ကျွန်တော်တို့ဒီပရီးမီးယားလိမှာဒီထက်ပိုပြီးတော့ကျွန်တော်တို့စိုးစရာလည်းကျွန်တော်မရှိတော့ဘူးเนาะဆိုတော့ဟိုကျွန်တော်ကတော့ဖြစ်စီချင်တာရှင်းချင်းလေဒီပွဲကိုလုံးဝဟိုအတက်နိုင်ဆုံး injury တွေကျွန်တော်ရှောင်ပြီးတော့ ကစားဖို့ပဲကျွန်တော်မျှော်လင့်နေ။ result ကတော့ကျွန်တော်ကတော့ဟိုဖြစ်နိုင်လို့ရှိရင်အဲဒီပေါ့နော်ဖြစ်နိုင်အကုန်လုံးကနိုင်ငင်တာပေါ့ဗျာ။ဘယ်ပွဲမဆိုဘယ်ပွဲကံကံနိုင်ငင်တာပေါ့။ဒါပေမဲ့ဒါကျွန်တော်ကျွန်တော်တို့ပြည်သက်တွေအနေနဲ့လောဘကြီးရကြတယ်တကယ် reality အရာကြီးမယ်ဆိုလို့ရှိရင်ဒီပွဲကတေချာကျွန်တော်တို့တေချာလေးကျွန်တော်တို့ဒီထိန်းချောင်းပြီးတော့ရှောင်ပြီးတော့အကန်ပြီးလို့ရှိရင်ကိုပြက်ကြီးမဖြစ်အောင်လုပ်ပြီးတော့ကျွန်တော်တို့ဒီ lion နဲ့ပွဲကိုပဲအဓိက focus တင်နေလို့ကျွန်တော်ကတော့မြင်ပါတယ်။ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုအားပေးတဲ့ညီကိုများအားလုံး။ဆိုတော့ အဲနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ဆိုတော့ channel လေးကို subscribe လုပ်သူဆိုလို့ရှိရင် subscribe လုပ်ပြီးကြာဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါ